ပါဟာဆရာဆရာကိစ္စတွေကိုစွမ်းဆောင်ပြီးဆိုလို့ရှင် လူတွေမှာဘာဖြစ်ပေါ်လာလဲဆိုရင်ထူးခြားတဲ့အသိဉာဏ်တွေတရားဓမ္မနဲ့ပတ်သက်တဲ့ဉာဏ်တွေဟာပေါ်လာတယ်အဲ့ဒီဉာဏ်တွေပေါ်လာတဲ့အခါကျတော့မိမိတို့လိုချင်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုယ်တိုင်ဉာဏ်လာခဲ့တယ်အဲ့ဒါမှမြင်နိုင်တာအနုဘုဆိုမမြင်နိုင်ဘူးနိဗ္ဗာန်ချမ်းသာဆိုတာနော်ယောယမ်းမှတ်စပြီးတော့ဒါနိဗ္ဗာန်ကိုဆူတောင်းနေကြတယ် အခုလိုသဘာဝတရားတွေစွန့်ဤတတိထက်လာအောင်လေ့ကျင့်ပေးမှနိဗ္ဗာန်ဆိုတာမြင်လာမှာအဲ့ဒါကိုဒီတတိဒီသဘာဝတရားတွေဘုဇင်ခုနှစ်ပါးတရားတွေဟာအဘိညာတဲ့ထူးသောအသိဉာဏ်တွေရလာဖို့အတွက်လည်းပဲအထောက်ဖြစ်တယ်ဒါတွေကိုကိုယ်တဏ္ဍမှာဖြစ်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်ထူးခြားတဲ့အသိဉာဏ်တွေရလာမယ်တန်ဘောဓမှန်မှန်ကန်ကန်သိလာမယ် နိဗ္ဗာန်လူချင်းနေတဲ့နိဗ္ဗာန်ချမ်းသာကိုလည်းရလာမယ်လို့ဒီလိုမြတ်စွာဘုရားကဟောတာတဲ့အဲ့ဒါကိုမှသစ္စာဆုံးလိုက်တာဣတေနသစ္စာဝိစေနသုတိတေဟောတုတပ္ပရာဟောဒီတဘာဝတရားတွေကိုယ်တဏ္ဍမှာရှိနေတာမှန်တယ်အဲ့ဒီမှန်သောစကားကိုဒီဒီတရားတွေဟာဘုဇဉ်ခုနှစ်ပါးတရားတွေဟာအကယ်၍မိမိတဏ္ဍမှာတိုးပွားအောင် လုပ်နိုင်ပြီဆိုလို့ရှိရင် ထူးခြားတဲ့အသိဉာဏ်တွေရလာမယ် စ္စာလေးပါးကိုမှန်မှန်ကန်ကန်သိလာမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လာမယ်ဆိုတဲ့ဒီစကားဟာမှန်ကန်ပါတယ်တဲ့ဤမှန်ကန်သောသစ္စာစကားကြောင့်ချမ်းသာပါစေတဲ့မှာချမ်းသာဒုက္ခရပါစေလို့ဟောတာသစ္စာပြုတာဒါကပိယိတ်ကြီးထဲမှာပါတယ်ဘုဇင်ဒုက္ခဒီလိုသစ္စာဆိုတာเนาะအဲ့ဒီမှာဆက်ပြီးတော့ခုနကမူရင်းတုတ်တွေကိုရည်ညွှန်းပြီးတော့ သစ္စာပြုတဲ့ခါထားလေးတွေကဘာတော့ဆိုဧကတမိန်တမေနာထောမောကလနိသကတ္တပံကိလနေဒုက္ခိတေဒိဋ္ဌောဘုဇင်ကြီးတတ္တဒိဋ္ဌေယတိသတ္တံဘိနန္ဒိဋ္ဌောရောဂမုတ်ဆိုင်သူတင်ခဏိဣတေနသစ္စာဝိစိဏသုတိတေဟောတုတ္တပံတခါတော့ကရှင်မာကတ္တပကလည်းမကြမ်းမမှဖြစ်တယ်တဲ့ဘယ်မှာတော့ဆိုတော့မြတ်စွာဘုရားကရာဇဂျူပြည်ဝီလွန့်အကြောင်းမှာသတင်းတောင်းနေတယ်ရှင်မာကတ္တပကြီးက ပိပလိလှန်ကူထဲမှာမကြမ်းမှာမှဖြစ်နေမကောင်းတာအဲ့ဒါလို့နေမကောင်းဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားကကြွသွားပြီးတော့ဒီဘုဇင်ခုနှစ်ပါးကိုဟောတယ်အဲ့ဒီမူရင်းတုတ်ကတော့ဘယ်လိုဟောတုံးဆိုတတ္တိမေကတ္တဗဘုဇင်ကမယာတမ္မတ္တခန္တာဘာဝိတ္တဘူလိကတ္တတံဝတ္တန္တိပညာယနိဗ္ဗာန်အစဆိုမြတ်စွာဘုရားကဟောတာတော့အဲ့ဒီမှာဒီငါဟောထားတယ်တဲ့ဘုဇင်ခုနှစ်ပါးကို ွားများအထုတ်မယ်ဆိုလို့ရှိရင်ထူးခြားတဲ့အသိဉာဏ်တွေသစ္စာလေးပါးကိုသိတဲ့အသိတွေနိဗ္ဗာန်ချမ်းသာတွေဒါတွေဟာဖြစ်ပေါ်လာနိုင်တယ်အဲ့ဒီဘုဇဉ်ခုနှစ်ပါးဆိုတာဘာလဲဆိုပြီးတော့မြတ်စွာဘုရားတစ်ခုချင်းတစ်ခုချင်းဟောတာနော်တတိတံဘုဇဉ်ကိုခောကတ္တဗမယသမတ္တခါတော်ဘဝီတော်ဘုလိကတော်အဘိညာယသံဘောဓာယနိဗ္ဗာန်ယသံဝတ္တိနော်တတိတံဘုဇဉ်လေးဟာကုသဏမှာ တတိတံဘုဇင်ကိုခောကတ္တဗမယသမတ္တခတော်ငါဟောထားတယ်တဲ့ဘာဝိတောဘူလီကတောဘာဝိတာဆိုတာကိုယ်တဏ္ဏမှာဖြစ်အောင် လုပ်တာဘူလီကတာဆိုတာအများကြီးဖြစ်အောင် လုပ်တယ်အချိန်ချင်းအထထဖြစ်အောင်လုပ်တယ်အဲ့ဒါလို့ဖြစ်အောင်လုပ်ပြီဆိုရင်ဘာဖြစ်လဲအပိညာရထူးသောဉာဏ်လေးရလာဖို့သံဘောဓာယသစ္စာလေးပါးကိုသိဖို့ နိဗ္ဗာန်ရနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့ဒီအကျိုးတရားတွေရလာမှာလို့မြတ်စွာဘုရားတစ်ခုချင်းတစ်ခုချင်းဟောလိုက်တာเนาะအဲ့ဒါကိုပြောတာအဲ့ဒါလို့ဟောလိုက်တဲ့အခါကျတော့ရှင်မကသဗ္ဗကမြတ်စွာဘုရားဟောတဲ့ဘုဇင်9ပါးကိုနားထောင်ရင်းကနေပြီးတော့အေးဒီဘုဇင်9ပါးက तू ကယဟန္တာဆိုတော့ तू ကိုယ်တိုင်လည်းပဲပွားပြီးသားပဲဘုရားဟောတာတွေကိုနှလုံးသွင်းရင်းကနေပြီးတော့ ဒီတဘာဝတရားတွေဟာသူတန်တယ်မှာစွန့်ဤတတ္တိပြီးပို့ပို့ပို့ပြီးတော့ခရီးဟောတဲ့တရားကို နာရင်ကနေပြီးတော့နာရင်နာရင်နဲ့ပိဋိတွေဖြစ်လာတယ်ပိဋိတွေဖြစ်လာတဲ့အခါသူခန္ဓာကိုယ်မှာရှိတဲ့သွေးတွေသားတွေက စင်ကြဲလာပြီးတော့ယောဂဝိရဏတွေပြောင်းသွားတာပေါ့ခန္ဓာကိုယ်မှာရှိတဲ့ယောဂဝိရဏပျောက်သွားဘာဖြစ်လို့တော့ဆို ဒီပိတိဖြစ်လိုက်တာနဲ့တပြိုင်နက်သွေးသားတွေဟာခြည်လင်သွားတယ်ခြည်လင်သွားသည့်အတွက်ကြောင့်ယောဂဖြစ်တဲ့သွေးသားကလည်းပဲသူကမြဲနံမှာမဟုတ်ဖဲကိုသူကလည်းအချိန်တန်တော့ပြည့်စည်သွားတယ်နောက်ထပ်လည်းမလာတော့အဲ့တော့ယောဂပျောက်သွားတယ်ခင်ဗျားလည်းဟောပြီးရောမှန်လိုက်တာဗျာဘုရင်တရားတွေကမှန်လိုက်တာနဲ့ဆိုပြီးတော့ပိတိဖြစ်လို့ရှင်မဂတ္တပါကြီးတခါတည်းကျမ်းမာသွားတယ်တဲ့နောက်ထပ်အဲ့ဒီယောဂါတော့မဖြစ်ဘူးတခြားယောဂါတော့ဖြစ်ခြင်းဖြစ်မှာပေါ့ ဒီလိုဆိုလိုတယ်ဟုတ်ကဲ့လားရှင်မမောကလံမထေရကလည်းထို့တူပဲရာဇကျိုးပြည်ဝီလူဝန်ကျောင်းတော်မှာနေတဲ့အချိန်သူလည်းနေမကောင်းဖြစ်နေမကောင်းဖြစ်တော့မြတ်စွာဘုရားကြည်ဆေးမတိုက်ဘူးနော်ခုခေတ်ဆိုနေမကောင်းဖြစ်လို့ရှိရင်ဆရာဝန်ခေါ်ဆေးထိုးဟုတ်ကဲ့လားအခိုးခိုးပွင့်စေလေးပါလေးတောက်ချင်လည်းတောက်မှာပေါ့နော်ခေါင်းကိုက်ပြောက်ဆေးလေးပါလေးတောက်ချင်လည်းတောက်မှာပေါ့အေးအဲ့ဒီမှာ ရသော်ဘုရားကနေမကောင်းဘူးဆိုပြီးတော့သွားပြီးတော့အဲ့မှာဒီဘုဆင်တရားပဲဟောလိုက်တာဟောလိုက်တဲ့အခါစိတ်ထဲမှာတရားကိုအာရုံပြုပြီးတော့ကြည်နူးတဲ့စိတ်တွေပေါ်လို့ခုနကသွေးသားတွေစင်ကြယ်ပြီးတခါတည်းကျမ်းမှသွားပြန်ရဒီမှာနောက်တစ်ခါမြတ်စွာဘုရားကိုယ်တိုင်လည်းပဲမကျမ်းပါအဲ့တော့ဒီလိုမကျမ်းမှမှဖြစ်ရတာဘာကြောင့်လို့လို့ဆိုတာကိုပါဠိတော်မှာတော့ရှင်းပြထားတာမရှိဘူးသို့တော့အထက်ကထာမှာရှင်းပြထားတာရှိတယ် ဒီကရမြတ်ကြီးတွေဟာတောထဲမှာသရဲသုံးညအားတာဟုတ်တောထဲမှာဆိုတော့တိပင်ကမျိုးစုံရှိတယ်အဲ့ဒီမှာအစိတ်ပင်တွေကပွင့်အဲ့ဒီအစိတ်ပင်တွေကပွင့်တဲ့အခါကျတော့အဲ့ဒီအစိတ်ပွင့်ကပူလန်ဆိုတာဝန်ပုံတွေဝန်ပုံတွေကလွင့်လာဒါမျိုးကရှိတယ်တောထဲမှာဝန်ပုံတွေလွင့်လာပြီးတော့အဲ့ဒီဝန်ပုံတွေရှူမိဆိုင်မိလိုက်တဲ့အခါကျတော့ ဖျားယောဂတစ်မျိုးခုခေခုခေဖလူတွေပေါ့လေနော်ခုခေခေါ်နေတယ်ဗာဖလူညာဖလူဆိုတာတွေအများကြီးပဲပေါ့နော်အဲ့ဒီလိုယောဂမျိုးဖြစ်တာတဲ့ဖျားတာပေါ့ရှင်မာကတ္တဝါလည်းဖျားတယ်အစိတ်ပန်းနှံ့နေအစိတ်ပွင့်ကအနတ်နေရှူမိဆိုင်ပြီးတဲ့အခါကျတော့ရှင်မာကတ္တဝါလည်းဖျားတယ်ရှင်မာမောက္ကလမထေရလည်းဖျားတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းဖျားတယ်တော်တယ်မှာအစိတ်ပင်တွေကရှိတာဟုတ် ပိုလန်ပိုလန်ယောဂလို့လည်းခေါ်ကြတယ်ပေါ့အဲ့ဒါလို့စိတ်ပန်းနံတွေကိုရှုမိဆိုင်မိရာကနေပြီးတော့ဖြားကြအဲ့ဒီဖြားတဲ့ယောဂကိုမြတ်စွာဘုရားကဆေးမတိုက်ဖ ೇನೆ ဘုဇင်ခုနှစ်ပါးသွားပြီးတော့ဟောပေးတာဟောပေးတဲ့အခါကျတော့ရှင်မကသဗလည်းကျမ်းမာသွားတယ်ရှင်မမောကလန်လည်းကျမ်းမာမြတ်စွာဘုရားဖြစ်တဲ့အခါကျတော့ရသော်ဗျာနာမဝေကျိုးငယ်ပြုပြီးတော့နေတဲ့စုံဒမထေမြတ်ကရသော်ဗျာက စုံတရဘုဇင်တရားဟောသမအောင်လို့ဆိုပြီးတော့ကိုရောမြတ်ကရိုးရိုးသေးသေးဘုဇင်တရားကိုနာပြီးတော့နှလုံးသွင်းတယ်။ဒီစွန့်ရည်တတိတွေကဒီလိုအကြောင်းကျဆက်ပြီးတော့စွန့်ရည်တတိတွေထက်တယ်လို့ဒီဘုဇင်တော့မှာတော့ကြည့်ဧကတာဓမ္မရာသာပိခေလင်ညီနာပိပိလိတောတခါတည်းရမြတ်စွာဘုရားကိုယ်တိုင်တော်မှမကြမ်းမှမှုကလာပြီးတော့နှိစတဲ့တဲ့ အဲ့လိုနှိမ့်သက်တဲ့အခါမှာစုံဏထေရဏတန်ယောဘနာပိတဝါနသာဒရံမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကတလေးတစားစုံဏကိုရွတ်ခိုင်းပြီးတော့ဒါတလေးတစားနာတယ်တဲ့နော်အဲ့ဒီလိုနာပြီးဝမ်းမြောက်ဝမ်းသာ ဖြစ်တဲ့အခါမှာမြတ်စွာဘုရားလည်းယောဂပျောက်သွားတယ်ဒါဟာမှန်သောစကားဖြစ်ပါတယ်အဲ့ဒီမှန်သောစကားကိုဆိုရခြင်းကြောင့်ခခသိမ့်တင်ချမ်းသာဒုက္ခရပါစေလို့တစ္ဆာဆိုတာပဲတရား အဲ့ဒါကိုဏီကုံးချုပ်တဲ့အနေနဲ့ပိနာတေသအဘာရာဒိဏနံပိမဟေတိနာအဘာရာဆိုတာယောဂါတယ်စပိချမ်းကမှာအဘာဒနဲ့အတင်ကဆိုပြီးတော့ယောဂါနှစ်မျိုးခွဲပြီးတော့ပြထားတာရှိတယ်အဘာရာဆိုတာခေါင်းကြိုက်တာတို့ခါနာရာတို့သွားကြိုက်တာတို့အဲ့လိုခန္ဓာကိုယ်ထဲမှာ နာကျင်ကြိုက်ခဲနေတဲ့ယောဂဝေဒနာကိုအာဘာရလို့ခေါ်တယ်ခန္ဓာကိုယ်ကြီးတကောလုံးကြိုက်ခဲပြီးတော့မလှုပ်နိုင်မရှားနိုင်မလှုပ်ခြင်းမရှားခြင်းဒီလိုဖြစ်နေတာနာကျင်ကြိုက်ခဲတဲ့ယောဂါတွေကိုအာဘာရလို့ခေါ်တယ်အဲ့ဒါလို့တော့မနာဘူးလူကလမ်းလေးရှောက်လိုက်ရင်လည်းမောတယ်ဟွာလေးလှုပ်ရင်လည်းမောတယ်ဆိုတဲ့သွေးဒူယောဂါတို့စီဂျူယောဂါတို့ဘာတို့ညာတို့ဆိုတဲ့အဲ့ဒီယောဂမျိုးတွေကြတော့အတင်ကလို့ခေါ်တယ် လှုပ်ရှားကြင်စားဖို့ရာအတွက်ခက်ခဲဖြစ်တယ်။တချို့ကလည်းအဲ့ဒါကိုတထေးယောဂါလို့ပြောတယ်။ဘယ်သူကတထေးဖြစ်ချင်မှာတော့အဲ့ဒီတိုင်းဆိုနော်။သွေးတို့ယောဂါတို့အမှမလှုပ်နဲ့လှုပ်လိုက်ရင်သွေးကတိုးလာ။အဲ့ဒါမျိုးကြတော့အတင်ကလို့ခေါ်တယ်။အသက်မွေးဝမ်းကြောင်းလှုပ်ဖို့ခက်တယ်။ပန်းမခံနိုင်ဘူးတဲ့။လှုပ်ရှားမခံနိုင်တဲ့ယောဂါမျိုးတဲ့။အဲ့ဒါလိုနှစ်မျိုးဖြစ်တယ်။အဲ့တော့အာဘာဒဆိုတဲ့ယောဂမျိုးကို တိဏ္ဏံပိမဟေတိနံမက္ခဟတကိလေသာဝါဥပမာပေးထားတာကိလေသာကိုမက်နဲ့ပယ်လိုက်တဲ့အခါအဲ့ဒီကိလေသာဆိုတဲ့လောဘတွေဒေါသတွေမောဟတွေဆိုတာပြန်ပြီးတော့မပေါ်လာတော့ဘူးတခါတည်းပြောင်းတာနော်ဥပမာမဲ့သောတပတ္တိမက္ခဒိဋ္ဌိနဲ့ဝိသကိစ္စပယ်လိုက်တယ်ဆိုရင်အဲ့ဒီဒိဋ္ဌိကဘယ်တော့မှကိုယ်တဏ္ဍမှာပြန်မဖြစ်တော့သူ့တဏ္ဍမှာပြန်မဖြစ်တော့ဝိသကိစ္စဆိုတာလည်းဘယ်တော့မှပြန်မဖြစ်တော့ အဲ့ဒါလို့တခါတည်းမက်ကပယ်လိုက်တာဟာအပြီးသက်ပယ်တာအဲ့ဒါမျိုးလို့ပဲတဲ့သူတို့တဏ္ဍာမှာယောဂပျောက်သွားတာဒီမထေရသော်ဘုရားနဲ့တကွာဒီအရှင်မြတ်၃ဦးတို့ရဲ့